အားလုံးပဲမင်္ဂလာပါ DP video ကိုကြည့်ရှုနေတဲ့သူတွေတမဆိုလို့ရှိရင်ကြားဆင်းနေတဲ့သူတွေပါပါပါရဆိုလို့ရှိရင် DP video လေးကိုစုံအောင်ကြည့်ဖို့အတွက်ကျွန်တော်အနေနဲ့ဖိတ်ခေါ်ချင်ပါတယ် အဲဒီနေ့တင်ဆက်သွားမယ့်ခေါင်းစဉ်လေးကအမျိုးသားဆွမ်းဆောင်ရေးကြဆင်းခြင်းရဲ့နောက်ဆက်တွဲပြဿနာ၅ချက်ကိုကျွန်တော်တေချာလေးတင်ပြဆွေးနွေးသွားခြင်းပါတယ်ဒါကတကယ်အရေးကြီးပါတယ်เนาะအဲ့ဒါဆိုတော့ကျွန်တော် complication or MST လို့ခေါ်တာပေါ့ကျွန်တော်တို့က complication or mesenteric dysfunction လို့ခေါ်တယ်အမျိုးသားဆွမ်းဆောင်ရေးကြဆင်းသွားတယ်အမျိုးသားဆွမ်းဆောင်ရေးကြဆင်းခြင်းရဲ့နောက်ဆက်တွဲပြဿနာတွေမှာဘာတွေရှိနိုင်မလဲဆိုပြီးတော့မဖြစ်မနေသိရှိထားဖို့လိုတယ်အဲ့ဒါမှလည်းကိုကဆောင်ရွက်ဆောင်ရွက်အနေနဲ့လည်းကိုဆင်ခြင်းရမှာဖြစ်တယ် เนาะအဲ့ဒါဆိုလို့ရှိရင်ဗီဒီယိုလေးစတင်လိုက်မယ်တေချာလေးကြည့်ပြန်เนาะနံပါတ်1အချက်အမျိုးသားတွေမှာဆိုလို့ရှိရင်အမျိုးသားဆက်ဆံရေးကြာဆင်းသွားပြီဆိုလို့ရှိရင်စိတ်ပိုင်းဆိုင်ရာပြဿနာ နံပါတ်1အချိန်စိတ်ပန်းဆိုင်ရာပြဿနာအဲ့ဒါဘယ်လိုပြင်လဲဆိုတော့စိတ်ပန်းဆိုင်ရာဖြစ်နေပြီဆိုရင်ကိုကိုကိုကအဲပြောမယ်ဆိုရင်စိတ်စိတ်နဲ့ပတ်သက်ပြီးတော့ depression ပေါ့နော်အဲစိတ်ကျသွားတာတွေနောက်တော့ anxiety ပုံစံမျိုးစိတ်လှုပ်ရှားတာတွေအဲနော်အဲနောက်တစ်ခုကျတော့စိတ်တိုလွယ်တာတွေအဲနောက်တော့ချင်းရင်ကျွန်တော် stress ဆိုတဲ့ပုံစံမျိုးတွေစိတ်ပစ္စည်းမှုတွေဒါအများလာပြီဆိုလို့ချင်းလုံးဝအဆင်မပြေတော့ဘူးဒါကတော့အမျိုးသားဆွမ်းဆောင်ရည်ကျဆင်းခြင်းရဲ့နောက်ဆက်တွဲပြဿနာတွေမှာဒါနံပါတ်1အချက်နံပါတ်2အချက်ကဆိုလို့ရှိရင်ကျွန်တော်တို့ကအဲအမျိုးသားတွေမှာမလိုလားအပ်တဲ့ပြဿနာတွေ ်နိုင်တယ်ကျန်းမာရေးပြဿနာဆိုတာဖြစ်ပေါ်လာနေတယ်ကျွန်တော်တို့ကစီဂျိုတို့တွေးတိုးတို့နှလုံးတို့အဆရှိသမီးเนาะကြောက်ကဲ့တို့အမျိုးသားတွေမှာဆိုလို့ရင်လိမ်မန်းဆိုင်ရာပြဿနာအနေနဲ့မှာဆိုရင်စီကျိတ်ပြဿနာတွေပါတာဝန်လာနိုင်တယ်အဲ့ဒါမလို့လားလဲအဲ့တဲ့ပြဿနာဒါတော့နံပါတ်1ဖြစ်တယ်เนาะနံပါတ်3ကဆိုလို့ရှိရင်เนาะကျွန်တော်တို့ကအိမ်တော်ရေးပြဿနာပေါ့เนาะအိမ်တော်ရေးပြဿနာကမျိုးသားဆက်ဆံရေးကျဆင်းသွားပြီဆိုလို့ရှိရင်ကိုလိုကိုယ့်ရဲ့အမျိုးသမီးကအာဒီကိုတောင်းတတဲ့အခြေရှိခဲ့အဲ့ဒါမျိုးမှာကောင်းကောင်းမပေးဆက်နိုင်ဘူးကိုမျိုးသမီးကိုစိတ်ကြံနေအောင်မပေးဆက်နိုင်ဘူးဆို လို့ရှိရင်အိမ်တော်ကွဲတာတွေအိမ်တော်ကြီးပြိုပြက်သွားတာတွေဓာတ်မျိုးတွေကိုအများဆုံးဖြစ်နိုင်တယ်နောက်ပြီးတော့နံပါတ်၄အချက်ကဆိုလို့ရှိရင်ကျွန်တော်တို့ကကိုယ့်ကိုယုံကြည်မှုအားနေသွားတာကိုယ့်ကိုယုံကြည်မှုမရှိတာ ကိုယ်ယုံကြည်မှုမရှိဘူးဆိုလို့ရှင်ကျွန်တော်တို့ကကိုယ့်ရဲ့အလုပ်ခွင်ထဲမှာပဲဖြစ်ဖြစ်ကိုယ့်ရဲ့လူမှုရေးပိုင်းဆိုင်မှာဖြစ်ဖြစ်ကိုယ့်ရဲ့စီးပွားရေးပိုင်းဆိုင်မှာဖြစ်ဖြစ်ကိုယ့်ရဲ့မိသားစုအခြေပံမှာဖြစ်ဖြစ်အဲကိုယ်ဆက်ကွန်ဖီဒန့် level ရော့ကျသွားပြီဆိုတာနဲ့လုံးဝအဆင်မပြေတော့တဲ့ပြဿနာမျိုးကိုနောက်ဆက်တွဲပြဿနာအနေနဲ့ဒါတွေ့ရတယ်ပေါ့နော်နံပါတ်၄အချက်ကတော့ဆေးဆွဲသွားတာပေါ့နော်မလိုအားလားအပ်တဲ့အဲဆေးတွေမှောင်ရင်းပြီးတော့တောက်သုံးပြီးတာဆေးဆွဲသွားတာအဲအချို့ကျတော့အဲခုနပြောတဲ့အပေါ်ကအချက်တွေအကြောင်းအိတ်မပြောတာတွေအဲနော်အိတ်မပြောတာတွေရှိနေတော့အဆ အတော့မှန်းယူသွားတာတွေအစားအသောက်မမှန်တာတွေကွန်ဆေးလေးအရက်ပြီးတာဒါမျိုးတွေဆွဲလန်းသွားပြီးဟေးဆိုလို့ရှိရင်တော့မဖြစ်မနေနောက်ဆက်တဲ့ပြဿနာလေးနဲ့ဒီဆွဲလန်းသွားတဲ့အရာတွေဖြစ်သွားနိုင်တယ်ပေါ့နော်ချို့ကြတော့အိတ်မပြောလို့ဒိုင်စီပင်ဟာမျိုးတွေတောက်ပြီးတော့အိတ်အရည်ဟန်နေတာမျိုးတော့ဖြစ်တယ်ဒါမျိုးအချက်တွေဖြစ်ပေါ်နေပြီးဆိုမဖြစ်မနေအဲနော်ဒီငါးချက်ကိုဖြစ်ပေါ်နေပြီးဆိုလို့ရှိရင်မဖြစ်မနေတက်ကြွနာလေးတဲ့ဆံဝင်နေတေချာလေးပြသခံယူပါလို့ပြောခြင်းပါတယ်ဘိုင်းမိုင်ပါဘိုင်းမိုင်ပါအားလုံးမကြမ်းမှာချမ်းသာကြပါစေ